အသက်53နှစ်နဲ့မတော်တရော်တွေဝိနဲ့လို့ပြိတ္တတွေရဲ့ဝေဖန်ခံနေရတဲ့မင်းသမီးခိုင်တင်းကြီးမင်းသမီးတွေထဲမှာအရွယ်တင်ပြီးတော့အများအားသပ်ပနေတယ်လို့ပြောဆိုမှုတွေရရှိနေတဲ့မင်းသမီးခိုင်တင်းကြီးဟာအခုချိန်မှာတော့ပြိတ္တတွေရဲ့ဝေဖန်မှုကိုရရှိနေတာဖြစ်ပါတယ်။သူများနဲ့မတူတဲ့အလှပတွေနဲ့မြမပြည်ကမင်းကလေးတွေရဲ့အလှပဆန်သုံးတွေကိုတမှရလောက်တဲ့အထိပြင်မျိုးမဲ့မထင်တဲ့အလှတွေကိုပိုင်ဆိုင်ထားတဲ့အတွက်အလှပနဲ့ပတ်သက်ရင်ဘယ်တော့မှမိထားလို့မရတဲ့မင်းသမီးဖြစ်ပါတယ်။မင်းသမီးခိုင်တင်းကြီးဟာ ်မရဲ့ဝါဒနာအရမင်းသမီးဖြစ်လာခဲ့တာဖြစ်ပါတယ်ငယ်စဉ်ကလေးကအနုပညာကိုယူတက်ပြီးတော့တမရဲ့မိသားစုရဲ့သားမြမှုတွေကြားထဲကနေမင်းသမီးတလဲဖြစ်လာခဲ့တာဖြစ်ပါတယ်လူငယ်ဘဝမှာလည်းအလှအပနဲ့ပတ်သက်ရင်ဘယ်တော့မှအရှုံးမရှိတဲ့တမကအိမ်တောင်ကြပြီးတမီးမွေးတဲ့အချိန်မှာတော့တမရဲ့ဘဝမှာပြောမခံခဲ့ရဘူးတဲ့အလှအပနဲ့ပတ်သက်ပြီးတော့အပြစ်တင်ဝေဖန်မှုတွေကိုတမီးဖြစ်သူပေါ်မှာအများတန်းအပြောဆိုခံခဲ့ရတာဖြစ်ပါတယ်မင်းသမီးခိုင်တင်းကြီးကခရိုနီတထေးကြီးအတန်းစားကိုအိမ်တောင်ဖက်ဖြက်ရွေးနိုင်ခဲ့တာဖြစ်ပါတယ် တမရဲ့အမျိုးသားဖြစ်သူဟာမင်းသားတွေထက်မရောတဲ့ရှောင်းမောတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ဇနီးမောင်နှံနှစ်ဦးစလုံးဟာအနုပညာရှင်ဖြစ်နိုင်လောက်တဲ့အထည်ရုပ်ရည်တွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒါပေမဲ့တမိဖြစ်သူသန်ထိတ်ထားဦးကတော့လုံးဝကိုကွဲပြားတဲ့ရုပ်ရည်နဲ့လူလောကထဲကိုရောက်ရှိလိုလာခဲ့တာဖြစ်ပါတယ်။အသားညညိုမျိုးလုံးမှမင်းနဲ့နှာခေါင်းပြားချင်းတို့ကတမရဲ့အပြောဆိုခံနေကြအစိတ်ပိုင်းတွေဖြစ်ပြီးတော့ လူအများရဲ့ပစံမှမိခင်ဖြစ်သူနဲ့အမြဲတမ်းနှိုင်းရှင်ပြီးတော့အပြောခံနေခဲ့ရတာဖြစ်ပါတယ်။ဒေကရောအမောင်ချွေနဲ့ချစ်ကြိုက်ခဲ့ဖူးတဲ့နာမည်ကြီးလူတီများတဲ့အမျိုးသား၃ယောက်ဗိတန်ခရိုနီတသိကရောကြီးဝမောင်ချွေကအခုချိန်မှာတင်းငင်းငင်းချစ်တဲ့အိမ်တောင်ရေးပွားကိုပိုင်ဆိုင်ပြီးတော့အလုံးရဲ့အားကျမှုတွေကိုခံနေရတာဖြစ်ပါတယ်။ဒီမှာကအခုလိုမျိုးခရိုနီတသိကြီးနဲ့လက်မထခင်မြန်မာနိုင်ငံမှာအရန်ကိုနာမည်ကြီးပါတဲ့ဆိုတဲ့ထိတ်တန်းမင်းသားတွေတသိကြီးတွေနဲ့ရှစ်တူအဖြစ်ပေါ်တင်တွဲခဲ့ဖူးတာပါ။ခရိုနီတသိကရောကြီးဝမောင်ချွေလက်မထခင်မှာ တရားဝင်တွေ့ခဲ့ဖူးတဲ့ရှစ်ကြိုက်ခဲ့ဖူးတဲ့နာမည်ကျော်အမျိုးသား၃ယောက်ကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၃ဆက်ဆန်းခန်းလိုင်းနာမည်ကြီးထိတ်တန်းဆိုတော်မင်းသားဖြစ်သူဆက်ဆန်းခန်းလိုင်းနဲ့ရှစ်သူအဖြစ်တွေ့ခဲ့ဖူးတာကတော့တနိုင်ကလုံးတီဗီသားအကြောင်းပဲဖြစ်ပါတယ်။ဝမ်မွန်ချွေဆိုပြီးတော့အနုပညာလောကအထက်မှာအောင်မြင်မှုမရခင်ခလန်းအစမှပဲဆက်ဆန်းခန်းလိုင်းကလွတ်တဲခေါ်ယူခဲ့ပြီးတော့အနုပညာလောကကိုပို့ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ငယ်ရွယ်စဉ်မှာအရှိအဦးတည်းဖြစ်သလိုကိုယ့်အပေါ်မှာကုညီစောက်ချောက်ပေးခဲ့တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ အရှိအနေကြောင့်ကံမတိုက်ဆိုင်တာကြောင့်လမ်းခွဲခဲ့ကြရပါတယ်။အဲဒီနောက်ပရိသတ်ရှစ်တော်ဆဆန်းခံလိုင်ကတော့လူငယ်ဘဝကနေပါဆိုင်ဆိုပြီးတော့ဖြစ်တဲ့အထိအရှိဦးလေးဝမောင်ရွှေကိုစောက်ဆန်းနေခဲ့ပေမဲ့ဝမောင်ရွှေကတော့လက်ထပ်ပြီးဘဝတက်ကိုတီထောင်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုနှစ်ယောက်ရဲ့အရှိအလေးကတစ်ချိန်လုံးကအနည်းပညာလောကမှာလူတိုင်းတဘောကြပြီးတော့တဘောတူခဲ့ရတဲ့အထိလူတိရှင်ကြဖြစ်ခဲ့တာပါ။အခုချိန်ထိလည်းဝမောင်ရွှေရဲ့အရှိအလေးကိုပြန်ပြောရင်ပါဆိုင်ကထိတ်ဆုံးကမပါမဖြစ်ပါပဲ။နံပါတ်2နေရွှေတေးအောင် ဒုတိယတစ်ယောက်ကတော့နာမည်ကျော်ခရိုနီတသေးသားလေးနေရွှေတွေးအောင်ဖြစ်ပါတယ်။နေရွှေတွေးအောင်ကရှစ်တူရီသားဆိုပြီးအတီတကြထုတ်ပြခဲ့ပါတယ်။မင်းကလေးဆိုတာချားပါတယ်။ဒါပေမဲ့ဦးမောင်ရွှေနဲ့ကတော့တရားဝင်ဒီပါရှစ်တူရဲ့ပြက်လွတ်ဲခဲ့ဖူးတာပါ။ပွဲတွေအတူတက်တလို့အနုပညာလောကထဲမှာအတူလှရှားခဲ့ကြတဲ့သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကသဘောတူတဲ့လူတွေရှိတယ်လို့သဘောမတူတဲ့လူတွေကလည်းရှိပါတယ်။ဒါပေမဲ့ခဏတာဖြစ်ခဲ့ပြီးတော့အဲ့ဒီနောက်မှာတော့ဦးမောင်ရွှေကအိမ်တောင်ပြသွားခဲ့ပေမဲ့ ။နေရှင်တေအောင်ကတော့တကူတဲ့ပွားနဲ့အဖြတ်တန်းဒီဆဲဖြစ်ပါတယ်။တရှိပေးတဲ့အတွက်လည်းအလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Thank you.